Family Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဇူလိုင်လ၁ရက်နေ့ဟာနမည်ရင်ဥတော်မြင့်လွင်ခေါ်ရှက်မှုကြော်ခေါ်ဆရာငှက်ကိုငှက်ဥငှက်ခေါ်တီတီဆိုအမှုပညာရှင်ထွေင်တင်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ဥငှက်သာအသက်ရှင်နေခဲ့ဦးမယ်ဆိုရင်ဒီကနေ့က60နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ီဝင်းနေလေးကိုဂုံပြူသောအဖြစ်အမှတ်ရသောအဖြစ်ဆရာဥပုံဓာတုရေးသားထားတဲ့အမြင့်ပြန်ဂီတငှက်ဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးပါရစေဒီဆောင်းပါးလေးထဲမှာကစာထဲဥငှက်ရေးခဲ့ဆိုခဲ့တဲ့တခြင်းစာသားလေးတွေကိုရေးထားတာများပါတယ်အဲ့ဒီတခြင်းလေးတွေရဲ့မူရင်းတခြင်းလေးတွေကိုထည့်ပေးဖို့အတွက်ကြတော့အဆင်မပြေဖြစ်တာကြောင့်နောက်ပြီးတော့တခြင်းစာသားကိုစာလိုဖတ်ပြတာတဲ့ တချင်းလိုမျိုးလေးဆိုပြတာကနားထောင်ရတဲ့သူတွေအတွက်ပိုပြီးအဆင်ပြေနိုင်မယ်ထင်လို့ကြိုးစားပြီးရောဒီဆိုထားပါတယ်။ကိုယ်တိုင်ကတချင်းဆိုကျွမ်းကျင်သူမဟုတ်တဲ့အတွက်ကြောင့်နားထောင်ရတဲ့အခါမှာအဆင်မပြေဖြစ်ခဲ့ရင်အဆင်မပြေဖြစ်လဲဖြစ်မှာပါပဲ။နားလေခွန်လို့ပြီးကြဖို့ကြိုပြီးတော့တောင်းပန်ပါရစေရှင်။နားဆင်ပြီးကြပါအောင်ရှင်။အမြင့်ပြန်ဂီတငှက်ထူးအိမ်တဲ့ တရက်9လ1963မွေဖွာ14ရက်8လ2004ကွယ်လွန်အမြင့်ပြန်ဂီတငန်ဇူလိုင်လတရက်နေ့ EOR မြစ်ကြီးကိုဖြတ်ပြီးမင်းကွန်းဘက်သို့မော်တော်စီး၍လူငယ်တစ်သိုက်ဖြင့်ခီးသွားခဲ့ရသည်ထိုလူငယ်လေးတွေကဒေါ်မမနိုင်အင်္ဂလိပ်စကားပြောသင်တယ်မှဖြစ်ကြသည်သူတို့လေးတွေလွန်ခဲ့တဲ့6လလောက်ကမင်းကွန်းဘက်ကိုအင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့ ကွင်းဆင်းကြရင်ရွာငယ်တစ်ခုသို့ရောက်သွားခဲ့ကြသည် ထိုရွာလေးတွင်စုပြက်နေသောမူလာတန်းចောင်းကလေးတစ်ចောင်းကို မြင်တွေ့ခဲ့ရသည်ထိုចောင်းကလေးပြန်လည်ပြုပြင်ဖို့အတွက်သူတို့၏မုံမိုးများကိုစုကြသည်ဆောင်းကြသည်ထဲ့ဝင်ကြသည်ကျွန်တော်ထံမှလည်းအလှခံကြ၏သိန်း၄၀လောက်ရကြ၏ထုံငွေဖြင့်ထိုမူလာတန်းចောင်းငယ်လေးသည်ပြန်လည်၍ရှင်သန်ထမြောက်လာလေတော့၏ဤခီးသည်မူလာတန်းចောင်းငယ်လေးပြန်လည်ចမ်းမှရှင်သန်လာမှုကိုပျော်ပျော်ပါးပါးတွားရောက်ကြည့်ရှုဝေမျှသည့်ခီးဖြစ်ပါသည် လူငယ်များကဥဆောင်သည့်ပွဲဖြစ်သောကြောင့်ပြောစရာအလွန်ကောင်းပါသည်။အတီးအဆိုဝါသနာပါသောလူငယ်လေးများကဟော်လိုဂီတာနှစ်လက်ယူလာသည်။ဇန်နီးယားနှင့်စာပေပညာရှင်ထက်လူဦးမှလည်းထိုခီးအတွက်ကုသိုလ်ဖြစ်ပါဝင်ကူညီခဲ့သည်။သူကလည်းကီးဘုတ်ကြီးနဲ့ပေါ့။ထက်လူဦးကတချင်းတွေသူကိုယ်တိုင်လည်းတီးသူကိုယ်တိုင်လည်းဆိုတချင်းတီးဆိုနေရင်စာပေပညာရှင်ပြီးပြီလူငယ်များကိုစကားကပြောလိုက်သေးသည်။ဇန်နီးယားထက်လူဦးကဇန်နီးယားတီးရင်ကျွန်တော်ကို သူ၏တဲ့တချင်းတပုတ်အားတီဆိုပေးဖို့တောင်းဆိုလာသည်ဒီနေ့ဟာဇူလိုင်လ၁ရက်နေ့ဂီတလောကရဲ့အမြင့်ပြန်ဂီတငှက်တကောင် လောကကြီးတဲကိုလွတ်လပ်စွာပြန်ဝဲနိုင်ဖို့ရောက်လာတဲ့နေ့မွေးဖွားတဲ့နေ့လွန်ခဲ့တဲ့နှစ်1963ဇူလိုင်လရဲ့ပထမဆုံးနေ့ဇူလိုင်၁ရက်နေ့နှလုံးသားရှိသူတိုင်းရဲ့စိတ်ဝိညာဉ်တွေကိုဖန်ဆန်းနိုင်စွမ်းရှိတဲ့ဂီတမော်ဆရာတယောက်မွေးဖွားလာခဲ့တဲ့နေ့နိုင်ဘောကမျက်ရည်စက်များဆိုတဲ့တီးသချင်းတွေနဲ့ ခမားတို့ကျွန်တော်တို့ရဲ့တောတာအာယုံကိုညှို့ဆွဲနိုင်စွမ်းရှိတယ်။အကျဉ်းနာအိမ်မထဲကလူသားတယောက် လောကကြီးထဲကိုတန်ဆင်တွေနဲ့ရောက်လာတဲ့နေ့သူဟာခမားတို့တည်တဲ့လေးစားတဲ့အားကြရတဲ့ဂီတပညာရှင်ထူးအိမ်တင်ပါပဲ။ဒီနေ့ဟာဒီကဘာမြေပေါ်ကိုသူရောက်လာတဲ့နေ့ထူးအိမ်တင်ကပသိမ်သားဒါပေမဲ့သူ့ရဲ့ဂီတပုံရိပ်တွေမှာမော်လမြိုင်နဲ့ရန်ကုန်မပါလို့မပြီးဘူး။ဒီနေ့ဟာထူးအိမ်တင်မွေးနေ့ဖြစ်တာကြောင့်ဆရာဦးဘုံကိုထူးအိမ်တင်ရဲ့ လူနဲ့အင်ကြီးတချင်းတီဆိုဖို့ကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်။ဆန်းရက်ထက်လူဦးကအတီးကောင်းတယ်လို့ပြောကောင်းသည်။သူဤတောင်းဆိုမှုကြောင့်လူနဲ့အင်ကြီးတချင်းကိုတီဆိုဖြစ်ခဲ့သည်။ကျွန်တော်ဟငယ်ငယ်တုန်းကဖြူရောအင်ကြီးလေးကိုတကယ်စိတ်ဆွဲနေသစွာအမြဲတမ်းဝတ်တက်တယ်။ချိန်တွေကုန်လုံးတဲ့ ကျွန်တော်လည်းရွေရောက်ပြီဖြူစင်လာသောအိမ်ကြီးလေးဝဖို့ရှက်လာတယ်လူရဲ့ကောင်းနိုင်တဲ့အခါနာကျင်တဲ့ပြီးစိမ့်မှာပြန်လဲလျှော်ဖို့မရတော့ဘူးဘဝကညစ်ပတ်တယ်မငုံမြင်နိုင်သေးတော့ဒီမြစ်ကြီးတွေဆိုးစေ ြူဆလာတော့အိမ်ကြီးလေးမိအတွက်အားနာတယ်အိမ်ဖြူလေးရဲ့မင်းလောက်တော့မတန်စင်နဲ့စိတ်မတည်ညစ်ကြေးတွေဖေးကြောလိုက်ချင်တယ်လေးပြမလုံးစင်မှုကွဲဖြူရောင်မြင်ရင်ရှမနာတင်ခဲ့ ကတည်းမြင်နိုင်လိမ့်မယ်ဖြူရောင်အင်းဤအောင်မနာကျင်ညစ်တည်းဆုံးပေတော့ဘဝတစ်ခုရှိနေတယ်ထိုသချင်းဤနောက်ွယ်ကဘဝဤတသနာများကိုရှာဖွေခန်းစားရင်ကျွန်တော်ကပိုင်ပိုင်နိုင်နိုင်စီဆိုပြလိုက်သည်ပြီးနောက်ကျွန်တော်ကသချင်းဆိုရင်လူငယ်များကိုဖိတ်ခေါ်လိုက်သည် ကဲဒီနေ့ဟာငယ်နမီပေးဥတငယ်ချင်းတွေရချစ်စနိုးခေါ်တဲ့ကိုရှက်ကိုငှက်ကြီးနမီရင်ကကြော်မြင့်လွင်လူရဲရဲ့နှလုံးသားထဲမှာထူးအိမ်တင်လို့မှတ်မိနေတဲ့ဂီတငှက်တကောင်ရဲ့မွေးနေတဲ့ဒီတော့ထူးအိမ်တင်ကိုဂုံပြူချင်တဲ့သူတွေရှိရင်သူတချင်းတွေကိုတီဆိုပြီးဂုံပြူနိုင်ပါတယ်ခင်ဗျာချက်ချင်းဆိုသလိုလူငယ်တယောက်ကထလာပြီးထူးအိမ်တင်နိုင်တဲ့တချင်းကိုကျွန်းကျွန်းချင်းချင်းတီဆိုပြလေသည် မြစ်ခုလိုချိန်များစီစဉ်တဲ့လူဘဝကိုတို့ရရှိခဲ့တယ်။လောကကိုပိဆက်ဖို့ဘယ်ဘဝအတွက်နဲ့သင်ခဲ့။ဦးရီဆန်လေးတန်ဒီခေကျန်တဲ့လူဘဝတစ်ခုတော့အခိုင်မာဆောက်တည်မယ်။လောကမှာကိုအသက်ဆက်ဖို့အတွက်အခြားဘဝတွေဆုံးရှုံးမသွားဖို့ပဲ။ နှလုံးသားမှာတည်ရှိနေအိုးဆွန်လို့ဖို့အသင်ပဲကိုရည်ရွယ်ရာတွေမဖြစ်သေးလေတန်တန်ရှင်ရှင်နေထိုင်အသက်ရှင်မယ်လောဘဒေါသမိရောက်တွေမောဟတောကမိရောက်တွေညင်ရတရကဲကဲရင်ချင်းလေးနာစင်လောဘဒေါသ မိတော့တွေ့မောဟတော့ကမိတော့တွေ့ရေရတရခဲခဲချင်းလေးနာစင်အောင်နိုင်ရဲ့တချင်းနိုင်ရဲ့တချင်းနိုင်ရဲ့တချင်းဟေးတရီပြုခွဲလူဘဝရာခဲလွန်လာတဲ့ကိုဘဝကိုအလွဲသုံးစားမလုပ်နဲ့ တနေ့နေ့သိခြင်းတရားမှာအလုံးအဆုံးတရမယ်။ကိုရှင်သံချိန်တွေတူတော်လုံးနဲ့မကောင်းမှုလို့ဖို့အချိန်တွေနှမျောပါတယ်။ထိုလူငယ်ကအခြေတချင်းကိုမရွေးချဲဘဝအတွက်ဒိဋ္ဌိရှိရှိရှင်သန်နေထိုင်တတ်ဖို့တတိပေးသည့်တချင်းတစ်ပုဒ်ကိုသီဆိုပြသွားသည်နောက်တစ်ခါသီဆိုသူကအမျိုးသမီးငယ်တယောက် သူကဟော်လိုဂီတာကိုကိုရိုင်းတီဗီထူအင်တင်းသချင်းတပုတ်ကိုထိထိမိမိတီးဆိုပြပြန်၏ကလေးများအလုံးလဲစာတင်မဆရာကို မျောနေတဲ့ဩစာတင်ခုံတွေလဲဖယူဖယူပူစာချကိုင်းနေကောင်းလောင်းကြီးလဲအိပ်ပျော်နေတဲ့အတမမြင်နိုင်ရှာတဲ့ဩစာအန်တဲ့တွေကြားခြင်းပါတဲ့ကွယ်လက်ဖြေးလိုက်ပေါ့ကွယ်ချီလိုက်ကဆရာတငယ်ချင်းရဲ့ ခေါင်းလောင်းကြည့်တန်တွေချိုမြမယ်အလုံးတွေတာဝန်တွေထမ်းဆောင်မယ်မင်းတွေတို့ဂုံယူလိုက်ပါတယ်စီပီကနေပင်ကိုယ်တွေလဲခိုင်မာအင်ရဖွဲအလူနာကရင်တွေလဲဖယုဖယပူစာချခိုက်တယ်ဆင်းရဲလုံးတဲ့ဘဝတွေတကယ်ပဲချူချာနေရှာတယ် လူတွေအကုန်ချမ်းမာရေးတွေကွယ်လပ်ပြေးလိုက်ပေါ့ကွယ်ကျင်းလိုက်ကဒေါက်တာတငယ်ချင်းရဲ့စိတ်ဓာတ်တွေဖြူစင်သန့်ရှင်းမယ်အလုံးတွေတာဝန်တွေထမ်းဆောင်မယ်မင်းတို့တို့ဂုံယူလိုက်ပါတယ်သူမ၏တည်ဆုံမှုအပြည့်နိုင်လက်ခုပ်တမ်းများဆူညံ၍သွားတော့သည်ဒီတချင်းကဒီနေ့အလှပွဲလေးနဲ့ကိုက်ညီနေသည်ဟုဒီတခါအတီဆိုသူကအမျိုးသမီးအဖွဲ့ သူတို့တီဆိုတဲ့တခြင်းကိုအလုံးကတပြောတပားကြီးလိုက်ယူတီဆိုကြလေသည်သူတို့၏တခြင်းကသဘာဝပတ်ဝန်းကျင်ကိုမချစ်တတ်သောလူ့အဖွဲ့အစည်းအားချစ်တတ်အောင်သတိပေးသည့်တခြင်းဘာမေစိလံဘာသိပံမွေတွေဆူတောင်းလေကပန်းနေနေငယ်ဘာသိခြင်းငယ်တို့တိဆူနေကပန်းနေစိလံဘာသိ လုံးသားတွေဆူတောင်းနေကဘာမြေနေကြပါစေအားလုံးကတောင်းဆိုနေအိုးမိတ်ဆွေဟေးလာမိတ်ဆွေတို့ရင်လောကကြီးပျော်ပါစေဟေးလာမိတ်ဆွေတို့ရင်ကလေးငယ်များပျော်ပါစေ Hey Ila မိတ်ဆွေတို့ရေမိခင်များပြောပါစေတို့ချစ်တဲ့ကဘာကြီးတန်ရှိပါစေကီးဘုတ်ကိုတီးခတ်နေသောဆန်နီယာထက်လူဦးကလည်းကျွမ်းကျင်ပါပြီသူ၏ music out တွင်လက်ခုပ်ကိုတံမြိုင်တီးပြီးအားလုံးကအော်ဟစ်သည်ကြူးကြလေသည်ထို့နောက်ထူးရင်သည်အမေအိမ်ချက်စင်ထိတ်ကလာရိပ်ပြသချင်းများကိုဆက်လက်တီးဆိုကြပြန်လေသည် ဆန်နီယာထက်လူဦးကစကားတခွန်းကိုပြောပြန်လေ။ချက်စင်ထိတ်ကလာရိပ်ပြဆိုတာနမိတ်ပုံပါတဲ့သချင်းတစ်ပုဒ်ပဲ။သူ့အိမ်တင်ရဲ့သချင်းတွေကဘယ်တော့မှမသိဆုံးနိုင်တဲ့သချင်းတွေ။ထာဝရရှင်သန်နေမဲ့ဂီတတွေ။အနှစ်သာရပြည့်ဝတဲ့လူတယောက်ဖြစ်ဖို့စိတ်ဆော်တိုက်ထွန်းထားတဲ့စာသားတွေ။လောကကြီးကိုချစ်တတ်ဖို့တင်ကြားပေးသွားတဲ့အဖွဲ့အနှဲ့တွေနဲ့ကျွန်တော်တို့အားလုံးကိုလက်ဆောင်တွေပေးထားခဲ့တယ်။သူဟာ2004ခုနှစ်ဩဂုတ်လ14ရက်မှာကွယ်လွန်ရှာတယ်။သူကွယ်လွန်ချိန်မှာ42နှစ်ပဲရှိသေးတယ်။ ဒီနေ့ဟာသူ့ရင်စင်ရှိနေခဲ့မယ်ဆိုရင်သူ့အသက်50ပြည့်တဲ့နေ့ပဲရနက်သင်းနဲ့ပွင့်ဦးပွင့်သက်ကျွေလွင့်ခြင်းလို့ကျွန်တော်ရင်ထဲမှာခံစားနေမိတယ်။ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့သူဆိုမှုကိုတိတိဆိတ်အားပေးနေတဲ့မင်းဝန်တောင်ကြီးရဲ့မင်းကုန်းပထိုးတော်ကြီးရဲ့မင်းကုန်းခေါလောင်းကြီးရဲ့သာရရှင်တန်မှု ရုံးကန်စူးစမ်းနေရရှာတဲ့အေယာရီမြစ်ကြီးရဲ့သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ထွေရင်တဲ့ရာဇဝင်များရဲ့သူတို့သမီးသချင်းကို အားလုံးတန်ပြန်တီးကျူးရအောင်လားဗျာ။ ရွှေတီပြီတော်မျိုးပြာများဆင်လာချီမာခဲ့ကြရာရာဇဝင်ဟောင်းရဲ့မတ်တရဒီမြေဟာတိုးရဲ့မိမြေရှင်ချင်မှုရဲ့နှလုံးသားရှင်တန်စေသူတကူရှင်အကနာဆုံးတော့တရှိကပြာဧရာဝတီရာဇဝင်များရဲ့တတော်သမီးအတော်ရဲ့မိရဲ့ဧရာဝတီ ရှာဇဝင်းမြရဲ့တတော်သမီးငါတို့ရဲ့ဝိညာဉ်အေယဝရီပန်ဆိုင်မှုတွေ့စင်မမြရှင်ဆိုင်တိုက်ခိုက်ခဲ့ကြရာကနဝင်မြောက်တဲ့ချင်းနဲ့ကာကွယ်သူတို့ရဲ့တာတွေသူရဲ့ကောင်းတို့မွေးဖွာဒါငါတို့သမိုင်းရဲ့ တပါခဲ့တဲ့နေရမြာအီယော်ရီရသွေမြာရဲ့တရုတ်သမီးအတို့ရမီးအီယော်ရီရသွေမြာရဲ့တရုတ်သမီးအတို့ရဝိညာဉ်အီယော်ရီရသွေမြာရဲ့တရုတ်သမီးတဲ့သူသချင်းကိုနားထောင်ရင်ကျွန်တော်ရင်ထဲတွင်တွင်းညင်းစွာစကားတခွန်ရေရွမိပါသည် ရေးကြည့်ပြီးညီနာပေါင်းလို့သွေးစီကညီစီညီကြသို့ငါတို့ရဲ့သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့သွေးတစ္ဆာလည်းပြူခဲ့ပြီးဆိုတဲ့သွေးတစ္ဆာတချင်းကိုရေးခဲ့တဲ့အမြင့်ပြန်ဂီတာငှက်တမလွန်ခီးကိုဘာကြောင့်များအတော်ကြီးထွက်သွားသွားရတာလဲဗျာဒီရော်ရီမြကြီးရဲ့ မွေအင်းရရဲ့ဇာပနာပွဲမှာဆရာတင်မူကဒီလိုပြောခဲ့ဘူးတယ်။ချစ်တော်သူတို့တက်တန်းကတိုလွန်းလာ၏။မုန်းသူတို့တက်တန်းကရှေလျာလွန်း၏။ငါကြည်ခွဲ၍မဆုံးပါတဲ့။လူလူချစ်တဲ့သူတွေသူတို့တက်တန်းကတိုဝင်မဲ့သူတို့ရဲ့အတိတ်ပဲရှိရဲ့လှုပ်ဆောင်ချက်တက်တန်းတွေကတော့ရှေလျာနေမှာပါ။ဥပုံဓာတုဗန္ဒလေ။အဆုံးတည်းနာဆင်ပြီးခဲ့ကြတဲ့အတွက် ီးစီးအထူးတင်ရှိပါရှင်အားလုံးပြီးခင်ကြမှာကြပါစေ။